မင်္ဂလာပါမင်္ဂလာညာချမ်းလေးပါခင်ဗျာကဲဒီနေ့96เนาะညနေခင်းမှာ96အားလုံးပဲမင်္ဂလာပါမင်္ဂလာပါเนาะပြန်ကြပါเนาะပြန်ကြ96ကတော့ကျွန်တော်ညနေခင်းမှာကြာသွားတာပေါ့เนาะအဲ့တော့မင်္ဂလာပါဟုတ်ကဲ့ပါ တီလိုက် follow channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရနော်အဲ့တော့ဒီနေ့ဒါကျွန်တော်ညတော်ကထုတ်ပေးခဲ့တဲ့တင်ပေးခဲ့တဲ့ခဏတော့အဲညနေ6ကွက်မှာညနေခင်းမှာကျွန်တော်တို့ဒါ9 6တဲ့ပြန်ဝင်မှာပဲနော်အဲ့တော့ကျောင်းမိတ်ဆွေများတတိထားမယ်နော်ဘာလို့တတိထားမယ်ဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်တင်လို့ဆိုရင်အများအမ်းကျွန်တော်ပြောပါတယ်မနေ့ညဘရောမှမတင်ပါဘူးနော်ကျွန်တော်တဖိုင်ဆိုရင်တင်တဲ့ခဏတာဟိုတော့က မိတ်ဆွေအဟောင်းတွေတည်လိုက်ရင်နော်အဲဒီနေ့ကောင်းတင်ရင်မနေ့ကနံဒီတနေ့သာဖြစ်ပါရဲ့နော်မနေ့မထွက်ညနေပြန်လာရမှာဆိုတာဒါမိတ်ဆွေတို့အထူးတည်းပြောစရာမလိုပါဘူးအခုထပ်ပြီးတော့အတတိပေးပါတယ်အခုဒီညပြမယ် site ကဒါတနေ့ကောင်းစားအတွက်ပဲဖြစ်တယ်ဒီညကတော့ကျွန်တော် site လေးတွေနည်းနည်းစုံမယ်ပေါ့နော်စုံမယ်ဆိုတာကဒီထွက်နေတာလဲကျွန်မိတ်ဆွေများသိတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ23ရက်နေ့အတွက်ကို ကျွန်တော်1ချိန်ကြီးကြီး နော်ဝမ်းကြီးနေကြီးဒီအဲလုံးပိုင်းနေကျွန်တော်တို့ဘာတွေလောက်အောင်လဲဆိုတာဟိုတာနော်အဲကျွန်တော်ပြောလိုက်မှာပေါ့နော်ဘာတွေလောက်အောင်လဲဆိုတာကိုကျွန်တော်ဒီမှာ ပြောပြမိမှာပေါ့နော် site size scene နဲ့ကျွန်တော်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေများ subscribe လေးနှိပ်ထားပါပြီးရင်ခေါင်းလောင်းလေးတီးထားပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ YouTube အမိတ်ဆွေတွေရတော့ဒါเนาะ day ပါပဲပေါ့နော်အဲကျွန်တော်ညနေခင်းမှာ day ယူပါပဲနော်အဲတော့ကျွန်တော်တို့ဒီ Viber မိတ်ဆွေတွေအတွက်ကတော့အဲကျွန်တော်တို့နော်အဆင်မပြေဘူးဒီနေ့နော်ဟုတ်ကဲ့ပါအဲတော့ကင်မနက်ဖြန်ကိုအဲကျွန်တော်တို့မနက်ဖြန်ကိုပေါ့နော်မနက်ဖြန်ကိုအဓိကကျွန်တော်ပြောချင်တာကမနက်ဖြန်ကိုကျွန်တော်ဒီမှာကျွန်တော်ရဲ့အမာဝမ်းကျင်းကိုကျွန်တော်ပြပေးသွားမှာပေါ့နော်ဒါတိုက်ကျွန်တော်တို့လုံးဝပြက်ကွင်းလည်းမရှိတဲ့ မာဝမ်းကျင်းကြီးပြမယ်နော်အဲပြီးတော့တဲ့အပီပေါက်ဆိုင်လေးတွေကိုပြမယ်ဟုတ်ကဲ့လိုင်လမလေးနှိပ်ပါ16ရောက်မင်္ဂလာပါနော်အဲဒီနေ့ပေါက်တဲ့သူများလည်းရှိရင်မှန်မှန်လေးတွေမှန်လာပြီကြအောင်နော်နည်းနည်းလေးအားရှိတော့အောင်ပါနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်အကောင်းဆုံးတော့ပြန်ကြိုးစားပြီးနေပါရယ်နော်နော်အခုထွက်နေတာလည်းတည်ရောအဲကျွန်တော်တို့ငားရွယ်ကျွန်တော်တို့ လေးချိန်လုံးမှာ၅ရွယ်ပေါ့เนาะအဲ၅၄ချိန်လုံးတိုင်းဒီ၅ကကျွန်တော်တို့เนาะအဲတန်ရောစင်ကုံလားဆိုတော့မကုံသေးပါဘူးเนาะအဲတော့ကျွန်တော်တွနည်းပြမယ်ဆိုရင်ထပ်ပြီးတော့တွေ့ရအောင်မှာဖြစ်ပါတယ်เนาะအဲတော့အဓိကကျွန်တော်ပြောချင်တာကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ညူဘောင်နမတွေအားလုံးပေါ့เนาะအဲကျွန်တော်ကနန်းတစ်လုံးမျိုးပြီးဆိုရင်မျိုးကနန်းကိုစိတ်ဝင်စားပါပျောက်ကနန်းကိုတိတ်ပြီးတော့စိတ်ဝင်စားပါနဲ့เนาะပျောက်ကနန်းဆိုတာက သူကအဲလှုပ်ချင်လို့ဖြောက်ထားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အမျိုးကဏ္ဍကိုပဲအဲကျွန်တော်တို့စိတ်ဝင်စားပါလို့အမျိုးကဏ္ဍကအချိန်ရင်များလာပြီဆိုစိတ်ဝင်စားမှုအားနည်းသွားပြီပေါ့နော်အဲဒီကတော့ဒါကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုပါပဲမကြိုက်ပြင်မဲ့လဲကျွန်တော်တို့ကြံ့အောင်လုပ်ရတာပေါ့နော်ကဲ20နဲ့တရောင်မင်္ဂလာပါနော်လိုင်လမှာတော့9ရောက်ပဲရှိပါသေးတယ်ခင်ဗျာနော်အားလုံးပဲ ကျွန်တော်တို့အဲကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော် ကျွန်တော်ဘက်ကလည်းကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးနေပါတယ်နော်ကျွန်တော်တို့နေ့တိုင်းတော့ပေါင်းတို့အမားတော့ခံလို့မရဘူးပေါ့နော်ကျွန်တော်အတက်သိနေတာမဟုတ်ဘူးအဲတပတ်မှတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ဝင်တယ်ဆိုတာအဆင်ပြေပါတယ်ပေါ့နော်အဲအဲ့လိုပုံစံလေးပါပဲတချို့ကြတော့နေ့တိုင်းပေါက်ချင်ကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့မရပါဘူးတူကြီးဆိုတာကတော့နော် တစ်ခါလေးနှစ်ပတ်သုံးပတ်တော့တစ်ချိန်မှမပေါက်တာရှိတယ်ပေါ့နော်အဲ့တော့ကဲဒါဆိုလို့ဆိုရင်အဲကျွန်တော်တို့ဒီကျမှာကျွန်တော်ကတော့ကဏ္ဍအရင်လိုမျိုးဟိုတော့လို့တော့ကျွန်တော်ကဏ္ဍအများကြီးမပေးပါဘူးနော်မပေးတော့ဘူးလေဟိုတော့လို့တော့ကျွန်တော်ကဏ္ဍ10ကွက်တို့15ကွက်တို့ကျွန်တော်မပေးတော့ဘူးခုနောက်ပိုင်းကြည့်ရှုတဲ့မိတ်ဆွေတွေတိလိုက်မှာပေါ့နော်အဲကျွန်တော်လွန်ဆုံး6ကွက်ဒီလောက်ပါပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့အကွက်တွေအများကြီးကြတော့လဲဖြစ်ခဲ့ရင်ကောင်းတယ်ပေါ့နော် အဲကျွန်တော်ပောက်သွားလို့ဝင်သွားခဲ့လို့ဆိုရင်လေเนาะအဲကျွန်တော်အကွက်အများကြီးပောင်းရင်ဘာမှအဆင်မပြေဘူးအဲတော့ကျွန်တော်အကွက်နည်းနည်းနဲ့ထိထိမိမိရသွားတယ်ဆိုလို့ဆိုရင်ကျွန်တော်နားသင်နားလို့ရတယ်ဗောနော်အမြဲတမ်းပဲဓာကြီးပောက်မယ်လို့ကိုကိုကိုယုံကြည်ထားလို့မရပါဘူးเนาะဒါလေးတွေသတိထားစီခြင်းပါတယ်ကဲဒါဆိုကျွန်တော်တို့တွင်နီးလေးကိုစအောင်ခင်ဗျเนาะကျွန်တော်တို့အဲဒီညပြမယ်ဖြစ်စဉ်ရဲ့လုံးချင်းကိုတော့ချက်ကြည့်ပါเนาะဒါ ဒီတလုံးပိုင်းအမြဲတမ်းပေးနေကြပါတော့เนาะ8 8နှလုံးပေါင်း6တဲ့เนาะ8နဲ့8နဲ့ပေါင်း6 3နဲ့2နဲ့ပေါင်းတော့ကျွန်တော်တို့က8အဲ့ဒီ8ကလုံးပိုင်းအဲ့ဒီမှာထိပ်စည်းလုံးပိုင်းဖြစ်တယ်เนาะအဲ့ဒီမှာထိပ်စည်းလုံးပိုင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က၃ည၃ညပေါင်း၃ည၆နဲ့ပေါင်းတော့၆တဲ့အဲ့ဒီ၆ကအဲ့ဒီမှာထိပ်စည်း၆ပေးရတယ်เนาะအဲပေးပုံလေးဒီသုံးလုံးပေါင်းခြင်းဒီ ရှစ်ဖြစ်တဲ့အတွက်အားဒီမှာရှစ်ထိပ်စီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အားဒီမှာ6ထိပ်စီเนาะကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာသုံးလုံးပေါင်းခြင်းဒီ2ဖြစ်တဲ့အတွက်9ရဲ့1ရဲ့ပေါင်းတော့6 6နဲ့ပေါင်းတော့2တဲ့เนาะအဲဒီ2ကအားဒီမှာ2ထိပ်စီပေါ့ဗျာเนาะ2ထိပ်စီကကျွန်တော်တို့လှည့်ခဲ့မှာဆိုရင်ကျွန်တော်တို့2ကလုံးပိုင်းလို့ပြောလို့ရတာပေါ့เนาะဒါ okay ပါတယ်เนาะ2ကလုံးပိုင်းလို့ပြောလို့ရတာပေါ့เนาะဟုတ်ပြီလားเนาะ အနှစ်ကလောမိုင်းလို့ပြောလို့ရတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะအဲနောက်ထပ်ပေါ့เนาะအဲကျွန်တော်ဒီမှာเนาะဖြစ်စဉ်တစ်ခုကဘလူလာလေးတွေ့ထားလဲဆိုတော့ဒီမှာကြည့်နှလုံးပေါင်းနှလုံးပေါင်းကျွန်တော်တို့သုံးနေတဲ့เนาะအဲဒီမှာနှလုံးပေါင်း၄တဲ့เนาะသုံးပြီးတော့၄ ဒါဆိုနှလုံးပေါင်း9လို့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကတင်းနောက်ပိတ်เนาะအဲ့တော့ညီကိုကြီးပဲတည်တံ့မြူးမလားเนาะအဲ့တော့နှစ်တဆိုတဲ့ကဏ္ဍတကွာပေါ့เนาะဒါနှစ်တဆိုတဲ့ကဏ္ဍတကွာเนาะအဲ့မှာမှ तू ကချိန်ပြီးတော့ပဲထွက်မလားပေါ့เนาะဘယ်လိုပုံစံနဲ့ထွက်မလဲဆိုတာလေးကိုတော့ကျွန်တော်စဉ်းစားမှာပေါ့เนาะဒါပေမဲ့ဒီမူတိုင်းပဲဆိုရင်တော့ဒါနှစ်တဆိုတဲ့ကဏ္ဍတကွာဖြစ်ပါတယ်တဲ့เนาะဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ကဒီ ဒီနှစ်လုံးပိုင်းကဘယ်လောက်ထိခိုင်မာလဲเนาะဘယ်လောက်ထိအားကောင်းနေလဲဆိုတာလေးကိုနောက်တစ်ဆိုင်နဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမယ်เนาะနောက်တစ်ဆိုင်နဲ့ကျွန်တော်ဘယ်လိုပြရမလဲဆိုတော့ဒီမှာပါဒီနှလုံးပေါင်းခြင်းဟာတဲ့အဲ့ဒီမှာเนาะ6ရဲ့3ညရဲ့ပေါင်းတော့6ဖြစ်ပါတယ်တဲ့เนาะ6ရဲ့ပါဝါ1တဲ့เนาะအဲ့ဒီ1ကတဲ့ဒီမှာ1 5ဆိုပြီးကျွန်တော်ကြာเนาะ ဲ့တော့ကျွန်တော်ကဒီမှာတဲ့နှလုံးပေါင်းခြင်းဟာတဲ့တစ်ပါတဲ့၈၃နဲ့ပေါင်းတော့တစ်ပါတဲ့နော်တစ်ပါတဲ့တရပါဝါက6တဲ့အဲ့ဒီ6ကလုံးပိုင်းနဲ့အဲ့ဒီမှာကျွန်တော်တို့က6ထိပ်စီနော်အဲ့လိုလေးတွေရှိတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနှလုံးပေါင်း1ရဲ6ရဲ့ပေါင်းတော့ခွန်ပါတဲ့နော်ခွန်ရဲ့ပါဝါ2ပါတဲ့အဲ့ဒီ2ကထိပ်စီပါဗျာခုနကဒီမှာလေ3လုံးပေါင်းကြီးတွေက8 3လုံးပေါင်းကြီးတွေက6 ၃လုံးပေါင်းကြီးနေရာ2ဆိုတော့ကျွန်တော်တို့ဒီမှာ2ချက်တူရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီနော်အဲ့တော့ဒီမှာကျွန်တော်တို့2ချက်တူရပေါ့နော်ဟုတ်ပြီတဲ့ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီဒီခွန်ကကျွန်တော်တို့ဒါပျောက်ကနန်းဖြစ်တဲ့အတွက်ဒါလက်ဖြန်အတွက်ကိုတော့ဒါဒီနှစ်အစာခွန်လဲဖြစ်ကောင်းဖြစ်နာလိုက်နေပေါ့နော်ဒါမဲ့အားနေပါလေပေါ့နော်ခွန်ကအားနေသေးတယ်နော်ဟုတ်ပြီတဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါ ပဲထိုက်စီးမှုကိုကျွန်တော်တို့ကတွေ့ပြီးဆိုတော့တဲ့နော်ထိုက်စီးမှုကိုတွေ့ပြီးဆိုတော့ကျွန်တော်တို့ကဒီမှာ6တဲ့နော်6ရဲ့နှက်ခက်က9တဲ့နော်အဲဒီမှာနှလုံးပေါင်း9တဲ့တဲ့နော်ဟုတ်ပြီတဲ့နော်အဲဒီမှာ8တဲ့8ရဲ့နှက်ခက်က1တဲ့နှလုံးပေါင်း1တဲ့တဲ့နော်ဟုတ်ပြီနော်အဲ့တော့ဒီမှာ1တဲ့1ရဲ့နှက်ခက်က8တဲ့နှလုံးပေါင်း10ဖြစ်ရမှာဆိုရင်3နောက်ပဲတဲ့နော် သုံးတော့ပိတ်တယ်အဲ့တော့23เนาะကဏ္ဍဘလို့ပဲရှာရှာကျွန်တော်တို့လာလိုက်လို့ဆိုရင်လေညီကိုတွေကြီးပဲတွေ့တယ်เนาะအဲ့တော့ညီကိုတွေကြီးပဲတွေ့တယ်เนาะအခုထွက်သွားတာလဲကြည့်အောင်လေအဲကျွန်တော်တို့65ညီကိုပဲเนาะအဲကျွန်တော်တို့94ညီကိုပဲเนาะ96ညီကိုပဲပေါ့ဒီလိုပဲပြန်ပြီးတော့ဒီနားနေမယ်ပေါ့เนาะအဲ့တော့မျိုးနေတာဖြစ်တယ်ဒါကတော့ညီကိုမျိုးတာပေါ့เนาะဟုတ်ပြီလေဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမိုးကိုပြီးသွားပြီဟုတ်ပြီเนาะ ဒီမူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာနောက်ထပ်တစ်ခုကိုမြင်လာလေးထပ်ပြပေးမယ်เนาะကျွန်တော်ဒီမှာနှလုံးပေါင်း9တဲ့เนาะဒီမှာနှလုံးပေါင်း4တဲ့ဒီမှာနှလုံးပေါင်း9တဲ့ဒီမှာနှလုံးပေါင်း4တဲ့ဒီမှာနှလုံးပေါင်း3မယ်ဆိုရင်ကျွန်တော်9နောက်ပဲရှိတယ်เนาะ9နောက်ပဲရှိတယ်အဲ့တော့ကျွန်တော်နှစ်ထိပ်စီအဲ9နောက်ပိတ်နေဆိုတော့29ဆိုတဲ့ကဏ္ဍတစ်ခွက်ရမယ်เนาะမှတ်ထားเนาะနောက်ကျွန်တော်ဒီမှာအဲနောက်ကလိုက်မှန်းလာလို့ရအောင်เนาะ 29တကွဲ့ရမယ်ပေါ့နော်27တကွဲ့ရမယ်အဲကျွန်တော်တို့23တကွဲ့ရမယ်နော်3ကွဲ့ရှိသွားပြီနော်ဒါဒီတိုင်းပဲကျွန်တော်တို့ကဒီမှာချိန်ပြီးတော့ပြပေးတာဖြစ်ပါတယ်နော်ကြည့်ဒါဆိုလို့ဆိုရင်ကျွန်တော်ဖြတ်လိုက်မယ်နော်နောက်ထပ်ဒီ1ချိန်ကြီးကြီးတွေ site ကိုထပ်ပြလျာရှိတာဖြစ်တဲ့အတွက်နော်1ချိန်ကြီးကြီးရတော့ကျွန်တော်အရှိကြီးမပြတော့ဘူးနော်အရှိကြီးရနေတော့ ပေါ်ပင်နေအထိကျွန်တော်မပြတော့ဘူးအဲဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအဲ၃ရက်စာထွက်ထားတယ်ပေါ့နော်တချင်းကျွန်တော်ပြလိုက်မယ်ဒီမှာကျွန်တော်တို့က40ထွက်တယ်40ထွက်ပြီးညနေခင်းမှာကျွန်တော်တို့၃ည၃ညထွက်တယ်ပြီးလို့စေကျွန်တော်တို့၁၅ထွက်တယ်နော်၁၅ထွက်ပြီးတော့စင်ကျွန်တော်တို့၈၆ထွက်တယ်နော်၈၆ထွက်တယ်ပြီးလို့စင်ကျွန်တော်တို့၆၉ထွက်တယ်နော်၆၉ထွက်တယ်53ထွက်တယ်နော်ဒါကတော့ပြီးခဲ့တဲ့အပတ်က ၃ရက်စာမှထွက်သွားတဲ့ကဏ္ဍလေးဖြစ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့စင်ကျွန်တော်ဒီဘက်မှာထွက်တာက၂ရက်ရှိသွားပြီ65နော်65တင်5ဆိုပြီးတော့ကျွန်တော်တို့ရတယ်ပြီးလို့စင်ကျွန်တော်တို့54နော်ပြီးလို့စင်ကျွန်တော်တို့54ပြီးလို့စင်ကျွန်တော်တို့56ဆိုပြီးတော့ကျွန်တော်တို့ဒါထွက်ထားတာရှိပါတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ အဲလိုက်လမလေးနှိပ်ထားမယ်နော်ပြန်ထွက်ပြန်ပြန်အောင်ဆင်းသွားတယ်လို့ပေါ့နော်လိုက်လမလေးက73ရောက်ပဲရှိတယ်ဒီကနော်အဲကျွန်တော်တို့ဒီ22ရက်နေ့မှာကျွန်တော်တို့ညနေခင်း6:00နဲ့အောင်မြင်ထားပါတယ်နော်တဲဝင်ထားပါတယ်နော်ကျွန်တော်ရမရှင်များအားမပြောင်းဒီကမှတော့ကျွန်တော်ပြီးပေါ့ဆိုပေမဲ့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာဝမ်ဂျင်းလီကြီးကြီးကိုကျွန်တော်တေချာလေး ထောက်ပြပေးပါမယ်တဲ့နော်ဒီနှလုံးပေါင်းခြင်းဟာတဲ့ကျွန်တော်တို့တစ်တယ်တဲ့တည့်ရပါဝါ6တယ်တဲ့အဲ့ဒီမှာ69နော်ဒီနှလုံးပေါင်းခြင်းနေတဲ့တစ်ပဲတဲ့နော်တည့်ရပါဝါက6တယ်တဲ့အဲ့ဒီမှာ65เนาะအဲ့တော့ဒီနှလုံးပေါင်းခြင်းဒီတဲ့9တယ်တဲ့9ရဲ့ပါဝါ3ညာတဲ့အဲ့ဒီမှာ9လေးထွက်တယ်เนาะဒီနှလုံးပေါင်းခြင်းဒီ3ညာတဲ့3ညာရဲ့ပါဝါ9တဲ့အဲ့တော့9 3ညာအချင်းဖြစ်ပါတယ်เนาะ ား9တုံညအချိန်ဖြစ်ပါတယ်တဲ့နော်ဟုတ်ပြီနော်9တုံညအချိန်ဖြစ်ပါတယ်တဲ့9တုံညအချိန်ကိုတဲ့ကျွန်တော်တို့ကဒီမှာထပ်ပြီးတော့ချိန်မှုရှိပါတယ်နော်9တုံညအချိန်နော်โอเค9တုံညအချိန်ကိုတဲ့ဒီမှာတစ်ချက်ပြန်ကြည့်မယ်တဲ့နော်ဒီ၃လုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့ဗာရလဲတည်ရပါတယ်တဲ့နော်တည်ရပါတယ်တည်ရပါပါ6ဖြစ်ပါတယ်နော် အဲ့တော့16ဟုတ်ပြီနော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကြည့်မယ်ဒီသုံးလုံးပေါင်းခြင်းတိတဲ့ကျွန်တော်တို့တုံညာရပါတယ်နော်3 8ဆိုတော့တုံညာပြပါတယ်တုံညာပါပါ5ဖြစ်ပါတယ်နော်တုံညာ5အချိန်ထွက်တယ်65เนาะအဲ့တော့ကြာရေးမိတ်ဆွေများအားလုံးเนาะဒီမှာကြည်ပါဒီသုံးလုံးပေါင်းခြင်းတိတဲ့ငားရပါတယ်တဲ့เนาะ ငါရဲ့ပါဝါကတုံညာတဲ့ငါတုံညာအချိန်โอเคเนาะငါလေးထွက်တယ်เนาะဒါလုံးဝမပြတ်တဲ့အချိန်နေပေါ့เนาะဒီသုံးလုံးပေါင်းကြီးနေတဲ့เนาะเนาะဒီသုံးလုံးပေါင်းကြီးနေတဲ့ကျွန်တော်တို့ကဘာရလဲဘာရလဲဆိုတော့ဟာဒီမှာငါเนาะဟာဒီမှာတရပါဝါ6တက်16အချိန်နဲ့9တုံညာအချိန်နဲ့ အဲအချိန်နှစ်ခုကအပြီးပေါက်ကျသွားနိုင်တယ်တဲ့။ဘာကြောင့်ကျသွားနိုင်ပြန်ရှင်းပြမှာနော်။ဒီနေရာမှာတဲ့နှလုံးပေါင်းခြင်းဒီတေးတတည့်ရဲ့ပါပါ6ပါ6ထိပ်စီနော်။ဒီနေရာမှာတဲ့သုံးလုံးပေါင်းခြင်းဒီတေးတတည့်ရဲ့ပါပါ6တဲ့။ဒီမှာ6 9လို့ကျရနော်။ဟုတ်ပြီ။တပင်းနော်။ဒီမှာဒီနှလုံးပေါင်းခြင်းဒီတေးတတည့်ရဲ့ပါပါ6တဲ့နော်။ဒီသုံးလုံးပေါင်းခြင်းဒီ3ညာတဲ့3ညာရဲ့ပါပါ5တဲ့။ ်395 16အချိန်395ရဲ့အဲ့ဒီမှာ65လို့ထွက်သွားတယ်နော်65လို့ထွက်သွားတယ်တဲ့နော်ဒါမတူညီမှုတွေကနော်65လို့ထွက်သွားတယ်တဲ့နော်ဒီနှလုံးပေါင်းခြင်းဒီ9တဲ့နော်9ရဲ့ပါဝါ3ညာတဲ့နော်9 3ညာအချိန်ဒီသုံးလုံးပေါင်းရင်ဒီ9တဲ့9ရဲ့ပါဝါ3ညာတဲ့9အုံညာအချင်းဒီမှာလဲ9အုံညာအချင်းဒီမှာ9လေးပဲထွက်တယ်เนาะ ဲ့တော့မနှက်ပြန်ကိုတဲ့သူ့အပွင့်ဖြစ်ပြီတဲ့အပြီးပေါက်အကျင့်ဖြစ်ပြီတဲ့အဲ့တော့ဒီသုံးလုံးပေါင်းဒီနှလုံးပေါင်းညင်းဒီတဲ့ကျွန်တော်တို့တုံညာတဲ့တုံညာပါပါ9တဲ့ဒီသုံးလုံးပေါင်းညင်းဒီတဲ့တေးတဲ့တည့်ရပါပါ6တဲ့တစ်6အချိန်တုံညာ9အချိန်နဲ့တစ်6အချိန်ဆိုတော့တဲ့ကျွန်တော်တို့ကဒီမှာနော်ဒါကကနန်းတွဲခဲ့မယ်ဆိုလို့ရှိရင်ဒီဘက်အတိုင်းပဲကြည့်မယ်ဆိုရင်ဒီမှာ65လို့ကြာလာတယ်เนาะ65လို့ကြာတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့เนาะအဲ ဒီ9 6ကြီးကတော့ကျွန်တော်တို့ကပြန်ကြပြီးတိုင်းပြန်ကြပြီးဆိုတော့ကျွန်တော်တိတ်ပြီးတဘာဝမကြတော့မကြိုက်ပယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့မပယ်ဘူးရန်ပြီးတော့ဒီ9 6ပဲပြန်ထိုးခြင်းနဲ့ဆိုပဲထိုးပါသူ့ရဲ့မူတိုင်းဟုတ်ပြီလားအဲ့မှကျွန်တော်တို့ကအဲ့အချိန်တိုင်းကိုကျွန်တော်တို့ကမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကထိုးရမှာ3.1ရှိမယ်ပြီးရင်3.6ရှိမယ်နော်3.1ရှိမယ်3.6ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က9.1ရှိမယ်နော် ငါးတိရှိမယ်ကျွန်တော်တို့ကငါးခြောက်ရှိမယ်ဗျာဟုတ်ပြီနော်အဲ့တော့ဒီငါးခြောက်ကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကတတ်ပလိုက်လို့ရတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါပေမဲ့ तू ကတတ်လိုက်လားဆိုတော့သူ့မှာဒီကျွန်တော်တို့ဒီအဲတိရှိနော်ဘယ်လိုပြောမလဲတိတုံရှစ်ကြီးရလဲကျွန်တော်တို့ရှိနေတယ်နော်တိတုံရှစ်ကြီးရလဲရှိနေတော့တဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဒီ အဲ16အချင်းကလည်းကျွန်တော်တို့ပြက်ကွင်မရှိဘူးဆိုတော့ဟုတ်တယ်ကျွန်တော်တော်လေးကိုစဉ်းစားရတယ်နော်ကျွန်တော်တော်တော်လေးကိုစဉ်းစားရတယ်ဆိုတော့ဒီငါးကလည်းကျွန်တော်တို့လုံးဝဟောင်းနေမဖြစ်ဘူးဆိုတော့နော်အဲ့တော့ကျွန်တော်ကဏန်းလေးကိုကျွန်တော်တွဲပေးပါမယ်နော်အဆင်ပြေအောင်ကျွန်တော်ရဲ့အကြိုက်ွက်လေးတွေပေါ့နော် ျွန်တော်ရဲ့ကြိုက်ွယ်လေးဒီကူဒီမှာကျွန်တော်လှုပ်ပြီးပါမယ်နော်တုံညာငါဝန်ချေတစ်ချောက်အချင်း tâu nhà ngã chế tị chảo chế hầu bị nó tâu nhà ngã chế tị chảo chế cho nó đi mà lâu bài ngã nên lâu bài. bài nó nên lâu bài nó lâu bài ngã nên lâu bài hầu bị à. à đi mà cho nó à, bị bọc ကြာရတဲ့ site ကထိုးကွက်ကကျွန်တော်တို့ဘာရှိလဲဆိုတော့တဲ့เนาะอืมကြီးပေါ့เนาะဒီ38ကြီးရှိတယ်เนาะဒီ38ကြီးရှိတယ်เนาะဒါအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာထိုးကွက်အနေနဲ့တော့ကျွန်တော်ပြေးပြေးတိုင်းပေါ့เนาะ ဒါတနေ့ကုန်ထိုးရမှာနော်မနေ့မထွက်ခဲ့ရင်ညနေပြန်ထိုးပါနော်မနေ့မထွက်ရင်ညနေပြန်ထိုးပါအဲ့ဒီမှာ27 29 30 31 32 33နော်ဒီ26နော်26ဟုတ်ပြီနော်နှစ်တုံည အဲ့ဒါအဲကျွန်တော်ရဲ့ကြိုက်ကွက်ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ကြိုက်ကွက်ဖြစ်ပါတယ်နော်ပြီးတော့အတက်3.1เนาะ8 3.1 3ည6เนาะဒါကျွန်တော်ရဲ့အကြက်3ည9เนาะကဲအားလုံးပဲအဆင်ပြေပါစေเนาะဒါဒီနေ့ကုန်သာဖြစ်ပါတယ်နော်နေကောင်အတွက်ဖြစ်ပါတယ်အားလုံးပဲ 继续的 view 呢，喏。OK，知道吧？喏，知道。အလုံးကံကောင်းကြပါစေ။